မြန်မာပြည်ဖို့တိုင်းရင်းသားညီကောင်မောင်တို့များအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီနေ့မှာတော့ရခိုင်ဝါရင်နိုင်ငံရဲ့သမားကြီးဦးဦးလာစောရဲ့ရုံအလောင်းကိုလွန်မြောင်းနေမြေမှာကောင်းမွန်စွာတကြိုလိုက်တယ်ဆိုတဲ့သတင်းပြီးတော့အာရာခတ်တတော် AA နဲ့ဆက်ဆံနေတဲ့ဘင်္ဂလားဒေ့ကိုစစ်ကောင်စီကကန်ကွက်ရှုံချမှုအပေါ်မှာဘင်္ဂလားဒေ့ကပြန်လည်ပေရှားလိုက်တယ်ဆိုတဲ့သတင်းငလီရင်ဒန်သင်းပြည်သူတွေနဲ့နေရရှာထားဖို့အတွက် ညီနောင်မဟာမိတ်သုံးဘော်ကအပြစ်ခတ်ရစေးထားတယ်ဒီအပြစ်ခတ်ရစေးတဲ့အချိန်ကာလကုံသွားခဲ့ရင်လက်ရှိ၃မျိုးသာကျန်နေတဲ့ရခိုင်ဒေသမှာအာရခတ်တတော်အေကဘလို့လုံးဆောင်နိုင်တယ်ဆိုတဲ့အမေအမားကဏ္ဍမှာဝါရင်နိုင်ငံရဲ့သမိုင်းဥဖေသာပြန်လေဖြေကြားထားတဲ့ဗီဒီယိုဖိုင်နဲ့ကျွန်တော်အနေနဲ့မျှဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ် ရခိုင်ဝါရင်နိုင်ငံရဲ့သမားကြီးဦးဦးလာစောရဲ့ရုံးအလောင်းကိုရခိုင်လွတ်မြောက်နေရာမှာဂုံပြူးတကြိုရခိုင်ဝါရင်နိုင်ငံရဲ့သမားကြီးစာရေးဆရာကပြဆရာဦးဦးလာစောခေါ်မောင်ခိုင်အောင်ရဲ့ကျွင်းကြံရေးခဲ့တဲ့ရုံးအလောင်းကိုရခိုင်လွတ်မြောက်နေရာမှာဒီနေ့ဂုံပြူးတကြိုခဲ့တယ်လို့သိရပါတယ်ဒီကနေ့မေလ9ရက်နေ့လယ်2နာရီလောက်မှာကောင်းမွန်စွာ ဂုံပြူတကြိုခေရဖြစ်ပြီးတော့ဆရာကြီးဦးဦးလာစွာရဲ့မိသားစုဝင်များနဲ့မိတ်ဆွေအပေါင်းအသင်းတွေတက်ရောက်ခဲ့ကြတယ်လို့ဆရာရဲ့မိတ်ဆွေတယောက်ကပြောကြပါတယ်။ဆရာကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာဂုံပြူတကြိုချင်ပေမဲ့ခေကာလအချိန်တွေရအချင်းချုပ်လေးပဲပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကိုလေဆရာအနေနဲ့တမလွန်ကနေပြီးနားလေပေးနိုင်လိမ့်မယ်လို့ယူဆပါတယ်လို့ပြောကြားထားတယ်။ဦးဦးလာစွာကိုဂုံပြူတကြိုရာမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရာခတ်တတော် ULAA ကတဝန်လော်ဖျက်ခဲ့ပြီးတော့လွန်သူပန်းခွေတွေလေးချခဲ့တယ်လို့သိရတယ်။ဆရာကြီးဦးဦးလာစော့ဟာမေလ9ရက်ညနေ7:00နာရီခွေလောက်မှာကိုယ်လွန်သွားခဲ့တာဖြစ်ပါတယ်။လေချောင်းကင်ဆာယောဂါကိုအိန္ဒိယနိုင်ငံဆေးရုံတရုံမှာဆေးကူသားမှုခံယူနေစဉ်ကိုယ်လွန်သွားတာဖြစ်ပြီးကိုယ်လွန်ချိန်မှာအသက်က82နှစ်ရှိပြီဖြစ်ပါတယ်။တတိထားရမယ့်အချက်လေးတစ်ချက်တော့ထည့်ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့အခု social media kit ဖြစ်တာနဲ့အညီယခု Rakhine group အတူတွေမှာအမျိုးမျိုးဝေဖန်သုံးသပ်ပြီးတော့ပေါက်ပန်းစေကောက်ရည်နေတဲ့သူတွေလည်းမြောင်များစွာချိပါတယ်ထို့ကြောင့်ဆရာကြီးဦးဦးလာစောဟာတကယ်တမ်းလေးချောင်းကင်စာနဲ့ဆုံးပါသွားတာကိုလွန်မြောင်းနေမြေမှာအစည်းအဝေးလုံးနေတဲ့အချိန်လေးချောင်းပြစ်ခတ်ခံရလို့တည်ဆုံးသွားပါတယ်ဆိုပြီးတော့ group အတူတည်းမှာဖြန့်ဝေရေးသားနေတဲ့အခြားလက်တွေကိုလေတွေးနေရတာဖြစ်တဲ့အတွက်စိတ်မကောင်းစွာနဲ့ပဲဒီဟာကိုရခိုင်ပြည်သူလူထုတရားအနေနဲ့တွေးချင်ရင်ဒီလို group တွေကဟာတွေကိုပြန်လေးတိုက်ဖြတ်ဖို့လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့အကြံပြုပေးရစေခင်ဗျဒီဟာလေးကိုလေကျွန်တော်အနေနဲ့ထောက်ပြပြီးတော့မှတ်တမ်းတင်ပြီးတင်ပေးလိုက်ပါတယ်ကြည့်ပါရခိုင် group အတူတည်းဖြစ်ပါတယ်နော်ဆလာပြီးတော့ AN နဲ့ဆက်ဆံနေသည့် Bangladesh တွေကိုစစ်ကောင်စီကကန့်ကွက်မှုအပေါ်မှာ Bangladesh တွေက ဖေရှားလိုက်တယ်ဆိုတဲ့တဲ့အာရာခတ်တတော် AA နဲ့ဆက်သွေဆောင်ရွက်နေသည့်ဘင်္ဂလားရှိနိုင်ငံကိုအာနာတိုင်းစစ်ကောင်စီကကန့်ကွက်မှုအပေါ်မှာဘင်္ဂလားရှိနိုင်ငံကပြန်လည်ဖေရှားလိုက်ကြောင်းဘင်္ဂလားရှိမီဒီယာများကဖော်ပြကြသည်နိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်မြင့်ပြင်ရန်လိုအပ်ကြောင်းယူဆလျင်မြင်းပြည်အပွင့်မဆိုချိတ်ဆက်ဆောင်ရွက်သွားမည်ဟုဘင်္ဂလားရှိအမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကမေလ6ရက်တွင်တည်င်းထောင်များပြောကြားခဲ့သည်ဘင်္ဂလားရှိ၏ လက်ရှိကြပြအစိုးရအဖွဲ့သည်နေဆက်ဒေတာများတွင်အာရခတ်တော်အေအေနှင့်ခီတွေးဆက်ဆံမှုများကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်ထားကြောင်းလည်းသိရသည်ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကတခုစဉ်းစားရမှာကကျွန်တော်တို့နဲ့နေစားဖြတ်ကျော်ထိန်ချုပ်မှုဟာအေအေလက်ထက်မှာချိနေပါတယ်ဘင်္ဂလားဒေ့ရဲ့နေနမိတ်ဟာအရှုံးအရှာပိုင်နက်ကိုစီမံခန့်ခွဲကကာကွယ်ရမှာဖြစ်ပြီးတော့ဒါဟာနေစားဖြတ်ကျော်ပြဿနာဖြစ်လို့နေမြေထိန်ချုပ်ထားတဲ့အပေါ်မှာ ဆက်သွယ်လုံရမည်ဟုပြောကြားထားသည်ဘင်္ဂလားရှ်နိုင်ငံသည်နေဇက်ဖြတ်ကျော်ပြဿနာများကိုအာရာခတ်တပ်တော် AN နဲ့ဆက်သွယ်ဆောင်ရွက်နေသလိုမွတ်စလင်ဒုက္ခသည်များအားပြန်ပို့နိုင်ရန်အတွက်လည်းစစ်ကောင်စီနှင့်ပါအာရာခတ်တပ်တော်များပါနှစ်ပွဲစလုံးကိုဆက်သွယ်ဆောင်ရွက်နေသည်သို့တော်လည်းဘင်္ဂလားရှ်နိုင်ငံသည်အာရာခတ်တပ်တော် AA ကိုတရားဝင်အတိအမှတ်ပြုဆက်ဆံခြင်းမရှိသေးကြောင်းနှင့်နေစားဖြတ်ကျော်ပြဿနာများကိုသာတီးတွဲဆက်ဆံနေရှင်းတာဖြစ်ကြောင်းလည်းသိရသည်เนาะဒီအချက်တွေက ဒါအသတိထားရမယ့်အချက်ဘာလို့လဲဆိုတော့မိမိလိုချင်တာရဖို့အတွက်အသုံးချခံတယောက်လောက်ပဲသူတို့ကအသီးစိမ့်မှာထားတာဖြစ်တဲ့အတွက်အာရဟတတော်အေးအနေနဲ့ကလည်းဘင်္ဂလားရှ်တဲ့ကိုအလွန်သတိထားဆောင်ရွက်ရမှာဖြစ်ပါတယ်ဆိုတော့တဖက်မှာကလည်းလက်ရှိအာရဟတတော်အေးတိုက်ပိုက်ထားတဲ့ဂျန်လေးမျိုး၃မျိုးကိုတိုက်ဆိုင်ဖွင့်ပြီးတော့ အနေနဲ့အမြအေကတိမ့်ပိုက်နိုင်နေဆိုတဲ့တည်းလူထောင်နဲ့တည်ဆုံနေတဲ့ငလျင်လောက်ခတ်မှုကြောင့်ကိုကန်တအောင်နဲ့ရခိုင်အပါဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ဟာလက်ရှိမေလာတလားလုံးကိုအပြစ်ခတ်ရစေးထားမယ်လို့ကြော်ညာထားတယ်။ဒါကြောင့်ရခိုင်ပြည်နယ်အတွင်းလက်တလောစီးရီးတည်ငင်နေပါတယ်။ဒါပေမဲ့အရာခတ်တတော်အေဟာရခိုင်ပြည်အတွင်းစစ်ကောင်စီကင်းစင်ရမယ်ဆိုတဲ့စီးရီးရီမှန်းချက်ကိုတော့အကောင့်ထေပေါ်တာမျိုးတွေရှိတယ်။ဒါကြောင့်မို့လက်ကြံမျိုးတွေကို ဆလတ်တိုင်ပိုက်တော်ဖို့ချီလိမ့်မယ်လို့ရခိုင်နိုင်ငံရဲ့လေးလာသူဦးဖေတန်းကပြောကြားထားတယ်။လက်ရှိစစ်ကုနေမျိုးနေရှိတဲ့ရခိုင်ပြည်နယ်မှာမျိုးတော်စစ်တွေတရုတ်စီမံကိန်းနေရှိနေတဲ့ကြောက်ဖြူနဲ့မန်အောင်သုံးမျိုးကလွေလို့ဂျန်နေစစ်လေးမျိုးကိုအေကတိုင်ပိုက်ထားတာဖြစ်တဲ့လက်ရှိသုံးမျိုးနေမှာလေမျိုးပေါ်လောက်မှသာစစ်ကောင်စီရဲ့ရန်တရားတွေကလေပန်းနိုင်တော်တဲ့မဟာမိတ်တွေဖြစ်နေတဲ့ကိုကန်းနဲ့တအောင်တက်တွေကတရုတ်ဆိုရရဲ့ကြီးမားတဲ့ဖီအာနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာအေအအပေါ်မှာတရုတ်ရဲ့ဩဇာလွန်မှုမှုကတော့ဘလောက်ထိရှိလာနိုင်မလဲထိန်းချုပ်ထားတဲ့မျိုးတွေမှာအေအရဲ့အုံရှုံရဲ့ရန်တရားလေပန်းနေတာကရောဘလောက်ထိခရီးရောက်နေပြီလဲဒါပြင်ဘူးသီးတော်နဲ့မောင်တော်မှာမွ슬လင်ဒုက္ခတွေတဲ့အတွက်ပြည်နေထူထောင်နိုင်ဖို့ဘင်္ဂလားရှေ့နိုင်ငံရဲ့သမားတွေကတရုတ်ကွန်မြူနီပါတီကိုအဆိုပြုထားတဲ့ကိစ္စအပါအဝင်ဘင်္ဂလားရှေ့အစိုးရနဲ့ အေအေရဲ့လက်ရှိဆက်ဆံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဝါရင်ရခိုင်နိုင်ငံရဲ့သမားကြီးဦးဖေသန့်ကိုစက်တွေမေးမြန်းထားတဲ့ဗီဒီယိုဖိုင်ကိုနားဆင်ပေးကြပါခင်ဗျာလက်ရှိအခြေအနေမှာတော့စီးရီးတွေအထိတ်လျောက်တည်ငြိမ်နေတယ်လို့ပြောလို့ရပါတယ်ရှေ့ကောင်စီဘက်ကလည်းလေရင်နဲ့ပြစ်တာတွေလက်နဲ့ကြီးနဲ့ပြစ်တာတွေမတွေ့ရတော့ပါပဲဒါမဲ့ကြောက်ဖြူဖက်မှာတော့ရှေ့ကောင်စီတပ်တွေကအရကတတ်တော်နေမြေကြီးကို ထိုးဖက်ဝင်ရောက်ဖို့ကြိုးစားတဲ့အတွက်ကြိုးချကြိုးချတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့တင်းနေတော့ရရှိပါတယ်။ရောစီးရီမန်ချက်ပြီးသွားမယ်ဆိုရင်တော့ဒါနိုင်ငံကြီးအရာဘယ်လိုပုံဖော်လာမလဲဘယ်လိုပုံဖော်လာမလဲပေါ့။ဒါတွေကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။လောလောဆယ်ညီနောင်သုံးဖို့ကဒီတလအပြစ်ခတ်ရရှိထားတဲ့အတွက်အဲတည်ငြိမ်နေတဲ့ကိစ္စတွေလည်းပါကောင်းပါနေပါတယ်။ အဲ့လိုအပြစ်ခတ်ရက်စဲတွေရက်တွေရဲ့အကန့်အသတ်ကုံသွားတဲ့အခါထပ်ပြီးတော့ဒါအပြစ်ခတ်ရက်စဲကိုကျင်ညာချက်ထုတ်လာမလားဒါမှမဟုတ်တိုက်ပွဲတွေပြန်ဖြစ်လာမလားပေါ့နော်အဲဒါကတော့ကျွန်တော်ပြောရခက်တယ်ဒါပေမဲ့ AASA ရီမရှိကအခိုင်တပြင်းနဲ့လုံးမစစ်ကောင်စီတပ်တွေကင်းစင်သွားဖို့ဆိုရင်ရီမရှိရှိပါတယ်ဒါကြောင့်ကြံတဲ့မျိုး၃မျိုးပါလေပဲ အဲဒါသူ့အနေနဲ့တိုက်ဆက်ဖွင့်ပြီးတော့ဟိုအနည်းနဲ့အများဆိုတော့ဘောနော်အတူအလျှော့ဒါပြီးတော့ရှိမှာပေါ့အဲ့လိုတိမ့်ပိုက်မယ်ဆိုတော့ယုံကြည်ပါတယ်အခုလောလောဆယ်လည်းပဲဒီမြို့သူမြို့ကကွက်ကွက်ကလေးပဲကြံတော့တာပါနေရီကြတော့အကုန်လုံးဒါအုပ်ချုပ်ရန်ရာတွေပေါ့နော်ဒီအေးတပ်ဖွဲ့တွေစုမှုထောင်ကအရာနှုတ်အပြင်းပါရှိနေပါပြီလို့ပြောချင်ပါတယ် ။ MNDA ကတော့အတူအချော်လုပ်ပြီးတော့ဗောနော်သူလာချိုးကိုပေးလိုက်ရတယ်။လာချိုးမြို့ဘော်တို့စစ်ကောင်စီတပ်ဖက်ကပြန်ပြီးနေရာယူလိုက်ပြီးဆိုတဲ့သတင်းတွေကြားရပါတယ်။ TNL ကတော့သူအနေနဲ့စစ်ကောင်စီကပြန်တောင်းတဲ့မြို့တွေကိုလက်မခံဘူး။စီးရင်နဲ့ဖြည့်ရှင်းသွားမယ်ဆိုတဲ့ပုံစံမျိုးဒါနောက်လက်မှာပြန်ညှိကြမှာပေါ့။အဲဒီသတင်းတွေကြားရပါတယ်။ဒီတော့ဒီကိစ္စတွေကတော့ ဒါတစ်ဖက်အဖွဲ့အစည်းနေလည်းတော်တော်ကိုဆုံးဖြတ်ရခဲ့တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ရဲ့အရှိန်ဩဇာအရှိန်ဝါကိုလည်း MND တို့ DNA တို့ကလွန်ဆန်နိုင်မှုမရပါဘူး။အဲဒီတော့ဒီကိစ္စတွေမှာသူတို့ဘက်ကဘလူတင်းခါမလားပေါ့နော်။ဒါမှမဟုတ်လိမ့်လျော့မလား။ဒီကောရောဘလောက်ထိပို့ပြီးတော့ပြအားပေးလာနိုင်တယ်လေ။ဒါလည်းကျွန်တော်တို့က ပြောလို့တော့မရဘူးပေါ့ဒါကပိတ်ကပိတ်ကပေါ်မှာဆက်ပြီးတော့ကြည့်ရှုရမယ့်ကိစ္စလေးဖြစ်ပါတယ်ပြီးတော့ဒီလိုလိမ့်လျောလဲအတွေ့နဲ့အဲစစ်ကောင်စီကတော့ဘာပြောပြောကနဒါအသက်ရှူခြောင်သွားတာပေါ့ပြီးတော့ဒီဖက်ကလည်းဒါစိတ်အားငယ်မှုတွေစိတ်သက်သာမှုတွေကိုယ်ရှင်ချင်းပြောဆိုမှုတွေရှိလာတယ်ဒါကြောင့် TNL ကတော့ရှိက MND ရဲ့ လူအရှုံးပေးမဲ့ပုံတော့မပေါ်ပါဘူးပေါ့တေယုကတေယုရဲ့လူရတွေကလည်းအကုန်လုံးကရှုပ်ရှားနေကြတာပေါ့နော်သူအနေနဲ့ဒီလူလုတ်တယ်ဆိုတာမြန်မာစစ်တပ်ကမတရားသဖြင့်ဝင်ကူတယ်ဆိုတဲ့ပုံစံမျိုးဟိုဒါတွေကိုပြည်သူတွေကတော့ဒါအများကြီးဒီဥစ္စာကိုဆန္ဒပြတာပြီးပြောဆိုဝေဖန်တာတွေရှိလာတာပေါ့အေးအနေနဲ့ကတော့တေယုကအဲ့လောက် TP ပေးစရာမလိုဘူးလို့ထင်တယ် အဲဘာလို့လဲဆိုတော့ဒီတရုတ်ရဲ့စီးပွားရင်းနှီးမြုပ်နှံမှုတွေပေါ့သူအနေနဲ့ကာကွယ်ပေးမယ်စီးပွားရင်းနှီးမြုပ်နှံမှုတွေလည်းဖိတ်ခေါ်တယ်ဆိုတော့အဲဒါကြိုပြီးတော့ပြောထားပြီးသားဖြစ်တယ်ဒီနေ့တည်းတည်းလည်းတရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေကိုသူလည်းဘယ်လိုမှမထိခိုက်အောင်စီးပွားတွေစစ်စင်ရေးတွေကိုလုပ်နေတယ်လို့မြင်တယ်ဒါကြောင့် AA ကိုဒီထက်တိုးပြီးတော့ဖိအားပေးစရာမမြင်ဘူးဒါအရကတတ်တော်အနေနဲ့လည်းတရုတ်ဖိအားပေးတိုင်းကိုလိမ့်လျောစရာလည်း အကြောင်းမရှိဘူးလို့မြင်ပါတယ်။နေဆက်ဒေသမဟုတ်တဲ့အခါမှာတေယောရဲ့ဖိအားပေးမှုဟာအထိုင်လျောက်အလာဒာသိပြီးတော့ထိခိုက်အောင်အာရခတ်တတ်တဲ့ရခိုင်ပြည်သူတွေရဲ့ဆန္ဒကိုဟိုပြောင်းပြောင်းဖြစ်သွားအောင်ဟိုနင့်နာသွားအောင်အဲ့လောက်ထိဖြစ်လာနိုင်ရအကြောင်းမရှိလို့မြင်ပါတယ်ဗျ။ဟုတ်ကဲ့ ရခတ်တတော်တိမ့်ပိုက်ထားတဲ့နေမြေတွေအဲမှာဒီ UL ကတော့အုပ်ချုပ်ရေးရန်တရားတွေကိုအတိကထားပြီးပုံခေါ်နေတာပေါ့ဒီညအရှိုင်းနဲ့တရားဥပဒေစိုးမှုကြီးဒါကတော့အရင်ကတည်းကအများကြီးကောင်းလာပါတယ်အရာစိုးမှုတွေဆိုတာမရှိတလို့ပေါ့ဘာလို့ဆိုတော့နေမြေအနှံ့ပြားမှာအုပ်ချုပ်ရေးရန်တရားတွေကတော်တော်ကိုအကောင်ခိုင်းပါတယ်အဲဒါကြောင့်ဒါတရားဥပဒေစိုးမှုကြီးနဲ့ဒီညအရှိုင်းကတော့ အရင်ကတည်းကအစားပေါင်းများစွာဒါအေရှာနဲ့တည်ငြိမ်လို့ပြောလို့ရတယ်အဲတပြိုင်နက်တည်းမှာပဲပညာရေးအချမ်းမကြီးနာမဆက်တွေနော်ဒီတာဖွံ့ဖြိုးရေးအစားအဲသူတို့အနေနဲ့အစွမ်းကုန်ကြိုးစားနေတယ်ပေါ့နော်ဟောဒါတွေကလည်းဒါအစိုးရတော်လှန်ရေးအစိုးရတရားဆိုတော့ဤပြည်စုံနဲ့အစိုးရတရားမဟုတ်ပေမဲ့သူတို့ဘက်ကလှုပ်ဆောင်မှုတွေကတော်တော့ကိုခီးရောက်ပါတယ်ပြည်သူတွေအတွက်လည်းအထိတ်လျောက်ကျွန်တော်အကျိုးပြုတယ်လို့ပြောလို့ရပါတယ် ဟာခတ်တတ်တဲ့တိုက်ပွဲဖြစ်ကြတဲ့ဒီစစ်ကောင်စီတပ်တွေကနော်ဖြက်လေးဖြက်နဲ့နှခိုင်ပြူလုထားတယ်။ပြည်မကပြစ်စီအထူးသဖြင့်ပေါ့နော်ဒီစားတောက်ကုံစားတောက်ကုံတွေပြီးတော့ဒီစီဝါတွေပေါ့တခြားအတုံးဆောင်တွေကအစားဖြတ်တောက်ထားတယ်။တော်တော်ကိုဒုက္ခရောက်ခဲ့ကြပါတယ်။တမျိုးနဲ့တမျိုးမျိုးနဲ့နဲ့တရော်နဲ့တရော်အမတော်ရအောင်ဒီပြည်သူတွေကို ဒုက္ခပေးခဲ့ပါတယ်အခုတော့ဒီခက်ခဲအကျက်တွေလွန်မြောက်သွားပါပြီကုဒေတာကိုကိုအုပ်ချုပ်ရတဲ့အခါမှာအာဒီလီယာစိတ်ပြည့်ရဲ့လက်တော်တော်ကိုအောင်မြင်မြင်လုပ်နေခဲ့ပြီဆိုတော့စားရေးရိတ်ခါကအထိတ်တယောက်ဈေးနှုန်းကျဆင်းပြီးတော့တက်တာသွားပြီရှုံပြောရရင်တော့ရခိုင်နေမငတ်တော့ဘူးပေါ့နော်ကိုအားကိုကိုပြီးတော့စိတ်ပြည့်လာကြပြီလို့ပြောလို့ရပါတယ် တခိုင်းပြည်ထဲမှာပေါ့အာရခတိုင်းပြည်ထဲမှာကျွန်တော်တို့နေဆိုင်တဲ့လူမျိုးတွေအကုန်လုံးကနော်နိုင်ငံသားအခွင့်အရေးကိုရကြမယ်နိုင်ငံရေးကြီးအခွင့်အရေးကိုရကြမယ်ဆိုရင်နောက်ထပ်နေရာတစ်ခုပြည်နယ်တစ်ခုဟိုဘောက်လာနေကြရမလိုအပ်တော့ဘူးဟိုဘောက်လာဖို့လည်းအကြောင်းမရှိဘူးလို့မြင်ပါတယ်အရင်ဆုံးစစ်ကောင်စီအစိုးရအဆက်ဆက်ပေါ့နော်အရင်ဆက်ဆက်အစိုးရကဘုရှင်နဲ့ရခိုင်မျိုး ဒါလူရင်လူတလူရန်တိုက်ပြီးပြီးတော့အခွင့်အရေးကိုဒါတိုးလိုက်လျှော့လိုက်အဲ့လိုလုပ်ပြီးတော့ဆရာကြီးလုပ်ခဲ့တယ်ပေါ့ဟိုနှစ်ဖက်လူမျိုးစုတွေကနိုင်ငံရေးအရာစီးရေးအအုံချခံခဲ့ကြရတယ်အဲအဲ့ဒါကြောင့်လည်းပဲမူစင်းတဲ့ရခိုင်တွေဂျာမန်ပြည်နာတွေဖြစ်လာခဲ့တယ်ပေါ့အခုချိန်မှာတော့ကျွန်တော်တို့အရခတ်တပ်တော် ULD အစိုးရရဲ့ဒါမူဝါဒကြောင့်ပေါ့နော်မူစင်းတဲ့ရခိုင်တွေကအေးအေးချမ်းချမ်းနဲ့အတူတူ နေဆိုင်နေတဲ့အခြေအနေမျိုးဟိုမသွားရဒီမသွားရဟိုမလို့ရဒီမလို့ရအဲ့ဒါမျိုးကန့်သတ်မျိုးတွေလည်းဘာမှမရှိတော့ဘူးအဲ့လိုခိုင်နေမှုစတဲ့နေကြမှာတန်းသူရေသူအခွင့်အရေးရမယ်လူအခွင့်အရေးတွေရမယ်ဆိုရင်ဒါနိုင်ငံသားအခွင့်အရေးတွေရမယ်ဆိုရင်ပြီးနေဆိုတာမလို့အပ်တော့ပါဘူးဟောကျွန်တော်တို့အတူတူကဒီမျိုးကိုစောင့်ရှောက်ကြမယ်အဒီမျိုးမှာအတူတူကနေထိုင်ရမယ်အဲ့ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတူတူကစူးစမ်းကြမယ်အဲ့လိုအသိစိတ်သမျိုးက ဒီနေ့မွဆလင်တွေမှာလည်းစပြီးတော့ဖြစ်ပေါ်လာပါပြီအရင်တုန်းကတော့ဒါတဖက်ရဲ့သွေးခွေးအုပ်ချုပ်မှုပေါ့ဒဘိုင်းဘရူးအတွက်အဲ့လိုလုပ်ထားတဲ့အတွင်းနဲ့ဒီပြဿနာတွေဖြစ်လာတာပါကျွန်တော်တို့ဘက်ကလည်းအခုကျွန်တော်တို့တွန်လိုင်းဆူရဘက်ကလည်းအကုန်လုံးကိုမူဝါဒတွေနဲ့ဖြေလျှော့ပြီးတော့အော်သူဒေတာကိုသူအုပ်ချုပ်တာတို့ဂျူရီလူကြီးတွေနဲ့ဆုံးဖြတ်တာတို့မွဆလင်ရဲ့ကော်မတီဖွဲ့စည်းတာတို့အဲ့လိုမျိုးလုပ်ပေးနေတဲ့အတွက်မကြခင်ပဲဒီကိစ္စတွေက အပြည့်လေးသွားလိမ့်မယ်အဲဒါအစွမ်းရောက်တွေကတော့ရှိမှာပေါ့နော်ဒါပေမဲ့ emotion တွေကလည်းအစွမ်းရောက်အစွမ်းရောက်ဒီအဖွဲ့တွေကိုလက်ခံမှာမဟုတ်ဘူးကျွန်တော်တို့လည်းတသွေးတသားရဲရက်တည်ပြီးတော့အဲရခိုင်ပြည်ကိုကာကွယ်ကြလိမ့်မယ်အဲ့လိုစိတ်ဓာတ်မျိုးဖြစ်လာလိမ့်မယ်လို့တော့ယူဆပါတယ်တော်လို့ဒီမှာတော့ဒီ ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်မှာအာရခတ်တပ်တော်ကပဲဒီစကားမောင်းမြောင်းများစွာကိုတင်ထားပြီးတော့ပူးရောင်မောင်းတော်လည်းတင်ထားပြီးပြီးအဲ့ဘက်မှာစစ်ကောင်စီတပ်တွေဘာမှမရှိတော့ဘူးဆိုတော့ဘင်္ဂလားဒေ့ရှ်နဲ့ဒီနေရှားဆက်ဆံရေးပေါ့စီးပွားရေးကုန်သွယ်ရေးလုံခြုံရေးကအစဒီဘင်္ဂလီဒုက္ခသည်တွေပြန်လာမဲ့လုံငန်းရှင်အဆုံးထိပေါ့အာဒါတွေက အာရခတ်တတော်နဲ့ပူးပေါင်းမဆောင်ရွက်လို့ဘလို့မှဖြစ်နိုင်ကြအကြောင်းမရှိတော့ဘူးဒါကြောင့်လည်းဘင်္ဂလားဒေ့ရှ်ဘက်ကဒီလိုပူးပေါင်းဆောင်ရွက်ရမယ်အဲဒါပြောလာချင်းဖြစ်တယ်လို့ကျွန်တော်မြင်တယ်အဲဘာလို့ဆိုတော့ဒီအာရခတ်တတော်ကလက်မခံရင်တော့ဘလို့အစီအစဉ်မျိုးမှအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတော့သူတို့ဘက်ကလည်းအဲနားလည်လာတယ်အဲဒါကြောင့်ဒီနေ့အချိန်မှာတော့သူတို့ကအဲဆွေတရအနေနဲ့အတိမမပြုတ်ရင်တောင်းပါဘူး အရကတတုံနဲ့မလွင်မသွေးဆက်ဆံမှပြဿနာတွေအလုံးစီးပွားရေးကအစနေစားဖြတ်ကျုံမှုဒီဒုက္ခတွေကိုပြန်လည်လက်ခံမှုအလုံးဟာအရကတတုံပေါ်မှာမူတည်ပါတယ်အရကတတုံမပါပဲဘယ်လိုမှပြင်းပြောင်းနိုင်မှာမဟုတ်ဘူးဘယ်လိုမှအကျိုးဖြစ်တော့မှာမဟုတ်ဘူးဆိုတာသူတို့ဘက်ကနားလည်လာတယ်အဲအဲ့ဒါလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒီတလောက်တော်ဒီအရကတတုံနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကတရင်ဝင်ဆက်တယ်မှုရှိမရှိတော့မသိဘူးပေါ့ဒါပေမဲ့နေဆက်မှာတော့ ကုံတယ်ရီကတော့တူနီတူဟာနဲ့အဲဖြတ်ကျော်ပြီးတော့စီးပွားရေးလုပ်နေကြတာဟိုဘက်တစ်ဖက်အဲအဲ့အရာတွေကတော့ရှိပါတယ်အဲဒါကလည်းဒါကုံတယ်ကုံတယ်ရှင်းပေါ့နော်ပြည်သူပြည်သူရှင်းအဲနေစားဒေသဆိုတာအရင်ကလည်းဆက်ဆံကြတယ်ပေါ့အဲအခုလည်းအဲ့လိုပဲစီးပွားရေးသမားဆိုတာစီးပွားရေးအလုပ်လုပ်ကြတာပေါ့ဟောဒါကကြောင်းမကြခင်ပဲဒါတရားဝင်ဆက်ဆံမှုတွေလည်းအဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲဒါနိုင်ငံရေးလို့အတိမတ်မပြုတ်ပဲမဲ့ဒီဟာကိုအဓိက ဟိုဖြည့်ရှင်းတဲ့နေရာမှာအရခတ်တက်တော့သူတို့မလွင့်မသွေအတိမတ်တခုတစုံတရာပြုပြီးတော့ဆက်ဆံရမှာဖြစ်ပါတယ်အဲရှုံပြီးပြောရရင်တော့ဟိုဒီရခိုင်ပြည်ဟာစည်ရည်ရီမတ်ချက်ပြည်ပြည်ရဲ့နောက်ပိုင်းမှာဒီစစ်ကောင်စီနဲ့ဘယ်လိုစခန်းသွားကြမလဲပေါ့အော်ဒါကလည်းတပိုင်းပေါ့နော်စည်ရည်နဲ့တတ်တတ်အပြိတဖြည့်ရှင်းကြမလားဒါမှမဟုတ်နိုင်ငံရေးနဲ့မိမိတို့လူရှင်နဲ့နိုင်ငံရေးရီမတ်ချက်ပြည့်စုံအောင်လုပ်ကြမလားပေါ့အဲအဲ့အရာတွေကတော့ ပြောဖို့စောသေးရလို့ကျွန်တော်တို့ကမြင်ပါတယ်။အရခတ်တော်ကပုဂ္ဂိုလ်တွေကလည်းတော်တော်ကိုနိုင်ငံရေးအမျိုးအမည်ကြီးကြပါတယ်။အဲဒါကြောင့်သူတို့ဖက်ကအကောင်းဆုံးလှုပ်ဆောင်နိုင်သင့်မယ်လို့ကျွန်တော်တို့ပြည်သူတွေကတော့အယုံကြည်ပါတယ်။အဲဒါအရခတ်တော်ကသာရခိုင်ပြည်တစ်ခုနာတလျောက်ကိုပေါ့အုပ်ချုပ်နိုင်ပြီးအာကိုကျမကိုဖန်တီးနိုင်ပြီးကုရီတော်ကိုအုပ်ချုပ်ခွင့်ရပြီဆိုရင်တော့အကုံတော့ဟာပြည်လေသွားလိမ့်မယ်။အဲဆိုလို့ကျွန်တော်တို့ကထင်တယ်။ဒါကြောင့်ကျွန်တော်တို့ကတော့အာကူတယ် မျောလင့်တယ်အဲကျွန်တော်တို့အရင်ကတည်းအစားပေါင်းများစွာပေါ့ရခိုင်ဒေသတိုးတက်လာလိမ့်မယ်လို့ယူဆပါတယ်ပြဟုတ်ကဲ့ဆိုတော့ဒီနေ့မှာတင်ဆက်သွားတဲ့သတင်းတွေကသတင်းတိုလေးတွေဖြစ်ပေမဲ့အမြဲတမ်းအပဒိဖြစ်နေတဲ့သတင်းတွေမျိုးမိတ်ဆွေတို့အနေနဲ့ကြေနံနှိမ့်သိမ့်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်မိပါတယ်ဟုတ်ကဲ့ပါ ကြည်ကျူးနေကြတဲ့မိဘပြည်သူများစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စူးမောင်ကောင်းတောင်းရင်နဲ့ဒီဗီဒီယိုဖိုင်ကိုနှီးကုန်းချုပ်ပါတယ်။ပါဠိစောပါဂါရဝါပါ။ Bye bye ။အားလုံးရှင်လိုက်ချမ်းမြေ့ကြပါစေ။